အနာသိမြန်မာစစ်တပ်ဟာတရုတ်စီကနေဝယ်တဲ့ Y820 နဲ့ရုရှားစီကဝယ်တဲ့ MI38 သုံးစီးကိုတပ်တော်ဝင်ကြောင်းနိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။စစ်တပ်ကဘာကြောင့်လေတပ်အင်အားကိုအရေးတကြီးဖြစ်တင်းနေရပါလဲ။စိုးသူအောင်တင်ဆက်ပေးထားပါရခင်ဗျာ။မြန်မာစစ်ကောင်မရှင်တပ်ဟာတရုတ်နိုင်ငံထုတ်အလက်စာတည်ယူပို့ဆောင်ရေးလေယာဉ် Y820 နဲ့မြန်မာနိုင်ငံမှာမရှိသေးတဲ့ရုရှားထုတ် MI38 ရဟင်၃စင်းစုစုပေါင်း၅စင်းကိုအသစ်ထုတ်ပြလာပါတယ်။နိုဝင်ဘာ9ရက်နေ့ကနေပြည်တော်လီတက်စကန်မှာအဲ့ဒီလေရင်နဲ့ရဟင်၅စင်းကိုတက်တော်ဝင်ခဲ့တာဖြစ်ပြီးအာနာသိန်းစစ်ကောင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။စစ်ကော်မရှင်တပ်ကကွန်ကြားစရိတ်တပ်သားတွေဂျိုင်ယွန်ကော်ပတာပါရာမော်တာတွေဒရုန်းတွေနဲ့ဘုံကျဲလို့ရပြီမဲ့ဘာကြောင့်လေတပ်အင်အားကိုဖြည့်သိမ်းနေရလဲဆိုတာကိုကိုစီရကအခုလိုပြောပြပါဗျာ။ ဒီတိုက်ခိုက်ရေးမှာ drone တွေအရင်အသုံးလာတာအောင်မြင်တယ်ဆိုပေမဲ့လည်းဒီရိတ်ခါပို့ဆောင်ရေးတွေလူအရွှေပြောင်းနေမှာ drone တွေနဲ့လုပ်လို့မရဘူးဒီလင်းနေနဲ့လုပ်ရတာပေါ့နော်ဒီပြီးခဲ့တဲ့တက်တုံညာနှစ်ခုမှာတက်ကလုံးဝပြက်လို့နေပါဖြစ်တယ်ကျလို့နေပါတချို့မျိုးတွေလုံးဝကျတော့မယ်အခြေတချို့သကန်းတွေရိတ်ခါခဲရန်မပို့နိုင်ကျတော့မယ်ဆိုတဲ့အခြေအနေတွေမှာဒီလင်းရင်တွေချောင်းမယ်သူတို့အသက်ဆက်နိုင်ခဲ့တာပေါ့နော်ဒါကြောင့်မလို့သူတို့ကလေတက်ကိုလေတက်ခဲအားသာချက်ကိုသူတို့သိတယ်သိတဲ့အတွက်လေတက်ကိုပို့ပြီးတော့ဟိုပိုင်းအင်အားဖြည့်တာပါဗောနော် အခုဆိုရင်အသစ်ဖြည့်တင်လိုက်တဲ့ Y8F200W နဲ့ MI38 တွေကဘလို့အသုံးဝင်နိုင်တာပါလဲ။ Y8 တည်ယူပို့ဆောင်ရင်လေရင်ကိုတော့တရုတ်နိုင်ငံကထုတ်လုပ်ပြီးလေရင်ပြေလည်ကောက်ကောက်မရှိတဲ့နေရာတွေမှာပါစဉ်သက်ပြန်တန်းနိုင်ပါတယ်။အင်ဂျင်လေးလုံးတက်လေရင်ဖြစ်ပြီးတော့ပြင်းပြအားဖြင့်တနာယီကို950ကီလိုမီတာကုန်လေးချိန်20တန်ဝန်းကျင်နဲ့စစ်သားအနေနဲ့ဆိုရင်တော့အယောက်100ကျော်အထိတင်ဆောင်နိုင်ပါတယ်။ မြို့ကွဲပေါင်း30နီးပါးရှိတဲ့ဝိုင်းအိတ်တွေဟာလုံခြုံစိတ်ချရမှုအပိုင်းမှာအားနည်းချက်တွေရှိတယ်လို့နိုင်ငံတကာလေကြောင်းကျွမ်းကျင်သူတွေကဝေဖန်ထားသလို2018ခုနှစ်မှာဒဇင်းပြက်ကျ2019နဲ့2024ခုနှစ်တွေမှာပြေးလန်းချော်တဲ့ဖြစ်စဉ်တွေရှိခဲ့ပူပါတယ်။တန်ဖိုးအနေနဲ့ကတော့ဝိုင်းအိတ်ဒဇင်းကိုအမေရိကန်ဒေါ်လာ10တန်းကနေတန်း40အတွင်းရှိနိုင်ပြီးရုရှားနိုင်ငံထုတ် MI38 3000ပေါင်းတန်ဖိုးကတော့ယူရိုတန်း60ဝန်းကျင်ဖြစ်တယ်လို့သိရပါတယ်။ အမိုင်းတတိအိတ်ကတော့မြန်မာစစ်တပ်မှာမရှိသေးပဲအခုမှပထမဆုံး ရောက်လာတဲ့ရဟန်းရင်တွေဖြစ်ကအကြမ်းဖျင်းအနေနဲ့ဆိုရင်အမိုင်းဆမ်တင်းထက်နှစ်ဆပိုပြီးတော့တည်ယူပြန်တန်းနိုင်တဲ့အကြောင်းစီရင်အရာရှိတွေကပြောကြပါတယ်နောက်တစ်ခုကကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီလူဥကာလာမှာပေါ့နော်ပြစ်ချနိုင်ခဲ့တဲ့ရဟန်းရင်တွေလေးရင်တွေအစီး20လောက်မှာညာနှောင်းအဖြစ်ဆိုရင်ဒီတည်ယူပို့ဆောင်ရေးလေးရင်ဒီပြက်ကြသွားတဲ့ညာနှောင်းကလည်းထက်ဝက်လောက်ရှိတယ် ဲ့တော့သူတို့အလင်းစလုံးလိုနေတာအခုနောက်ပိုင်းမှာဒီဒီတိမ်ဖို့ဆောင်ရေးပေါ့နော် transportation ကဏ္ဍအဲပြီးရင်သူတို့အခုနောက်ပိုင်းပေါ့နော်စစ်တီတွေညီးသွားလေရှိတဲ့ချင်းညာတော်ကြီးနဲ့သွားရတယ်ဟိုရွှေဒီရွှေရတယ်ရိတ်ခါတွေထမ်းရတယ်ခဲရန်တွေထမ်းရတယ်ဆိုတော့အနေထားသူတို့တိုက်ဆက်ကိုအဟံအတားဖြစ်စီတယ်ဒါကြောင့်သူတို့ဒီတည်ယူဖို့ဆောင်ရေးပေါ့နော်တည်ယူဖို့ဆောင်ရေးဟာကိုသူတို့ညံ့ညံ့ဆန်းဆန်းလှုပ်ချင်တဲ့သဘောမြန်မာနိုင်ငံအနှံ့ကတချို့နေရာတွေမှာ PDF နဲ့တိုင်းသားလက်နက်ကင်တွေကပိတ်ဆို့ထားစေမျိုးတွေရှိတာကြောင့် အာနာသိန်းစစ်တပ်ကသူတို့အတွက်အသာစီးရမယ်လေရင်တွေကိုဖြစ်တင်းနေတာလို့ MDSI ရဲ့တာဝန်ရှိသူကလည်းထောက်ပြပါဗျ။အခုလိုမျိုးစစ်တပ်က လေကြောင်းအင်အားဖြစ်တင်းနေချိန်တော်လိုင်းတက်တီဘက်ကလေကြောင်းရန်ကိုမကာကွယ်နိုင်သေးတဲ့အာဏာချက်ကြောင့်ထိန်းချုပ်ထားတဲ့မျိုးတွေကိုရေရှည်ဆက်ပြီးထိန်းဖို့ခက်ခဲတဲ့အခြေအနေတွေဖြစ်လာနိုင်တဲ့အကြောင်းလီဒါစီရီယန်တွေစီကသိရပါဗျ။တစ်ဖက်မှာလည်းဆက်အာနာသိမ်းပြီးနောက်ပိုင်း ပြက်ကြပြစ်ချခံရတဲ့စစ်လျင်နဲ့ရဟရင်အစင်း20ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက2025ခုနှစ်စက်တင်ဘာ9ရက်မှာထုတ်ပြန်ထားပါတယ်ကျွန်တော်စိုးသူအောင်ပါ